ဟယ်လိုဟယ်လိုမင်္ဂလာပါမိုင်ဆုံဒီနေ့ပြမယ့်ဘိန်းလေးကဒီဘိန်းလို့ထင်လား노ပါဒီဘက်ဘိန်းလေးပါ come on ဘာဘိန်းလေးဖြစ်မလဲဆိုတော့2020နှစ်မှာစပြီးတော့မှဟော့လာတဲ့ Suzuki V-Stone D လေးဖြစ်ပါတယ် ရခိုင်းသူက between 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 နဲ့တဟောဟောဖြစ်လာ between ကနေပြီးတော့မှဒီအောင်ပါချိန်သွားပြီလဲဆိုတော့ parallel dream အဲ့တော့ဒီကော parallel dream engine မှာ980 degree လို့ထွက်လာပြီဆိုခဲ့ရဒီကောင်ရဲ့ပြိုင်ဖက်တွေဖြစ်တယ်ဒီကောင်ကပြိုင်ဖက်တွေပြောအောင်မလား Suzuki ကနည်းနည်းလေးလူတွေကြားတယ်ပဲပြောအောင်မလားဒီကောင်ရှေ့အဆက်ဆက်မှာထုတ်ခဲ့တဲ့ဒီရဲ့ဟိုဟာ ကဘာမှာအရန်ဟော့ထားတဲ့ Tenery 900ပေါ့နော်ဒီကောင်ဆိုလဲ290ဒီဂရီမှာ parallel twin engine ဒီကောင်နောက်မှာဆိုလဲဘာကြီးထွက်ထွက်လာတယ်လဲဆိုတော့ KTM 790တွေထွက်လာမယ်ဟုတ်ပြီနော်အဲ့အပြင်မှာ Honda နေပြီးတော့မှလည်း XL 950ဆိုပြီးတော့ထွက်ထွက်ထားတာရှိပါသေးတယ် Suzuki က2022မှာဆိုရင်တော့ကိုစားရတော်တော်လေးစိတ်တင်နေစရာကောင်းတဲ့ဘေးလိုတော့ပြောလို့ရတဲ့အထက်မှာပါလာပါပြီဘာလို့လဲဆိုတော့ခါတိုင်းက V flow နဲ့ဒီကောင်အာ V stone ရှေ့ရလို့ပြောလိုက်ပြီဆိုခဲ့က v v v engine တွေပဲတုံးလာဒါပေမဲ့ဒီကောင်ဒီအခုဒီရဲ့ v တုံးမှာတော့ v engine ကိုမတုံးတော့ပဲနဲ့ plastic engine ကိုတုံးထားတာဖြစ်တဲ့အတော့ဒီကောင်ရဲ့အတန်ဒီလဲမိုက်သွားပြီနောက်တစ်ခုကဒီကောင်ကိုပုံထဲမှာကြီးတာသေးလေးလို့ထင်ရတယ်တကယ်တော့အပြင်မှာကြီးလိုက်တဲ့ခါကျတော့ဒါကိုစားအရက်၅ပေရှင်းနဲ့ခွာပြပြီမယ်နော် you see အမြင့်ကြီးပဲခြေပြားလေးပဲမိရဲ့လုံးဝဘိန်းကအမြင့်ကြီးပဲ oh my god ဖြစ်ပါအောင်အဲ့ဒါတော့အမြင်မဟုတ်အဲ့တော့ကကြတော့ဒီလောက်မြင်တဲ့ဘိန်းကတော့ရှင်းရှင်းပြောရင်အရက်ပူတဲ့တွေ့ရအတွက်ကတော့ဝမ်းနေကြပဲအော်လဲဆိုတော့ဒီကောင်ဒီရဲ့အမြင်ကတော်တော်ကြီးကိုမြင်တယ်အမှန်တမ်းပြောမှဆို ground gear လည်းကြည့်အောင်အနည်းဆုံးတော့တပေလောက်ထွက်နေရဆိုတော့ဘယ်လိုလုပ်မလဲ အရက်ပူရကျွန်တော်ဒီကောင်ကတော့လုံးဝအဆင်ပြေအရင်တော့ V Stone တွေကတော့အရက်နိုင်တဲ့လူတွေတော်တော်လေးအဆင်ပြေခဲ့တဲ့ဘိန်းထဲမှာပါတယ်ဒါပေမဲ့တော့ညာလေဒီရဲ့ V Stone ရဲ့ဒီ new gen ထဲမှာဆိုရင်တော့ not လုံးဝမပါတော့ပါဘူး okay အဲ့တော့ကြတော့ဒီကောင်ရဲ့ V Stone က site ကလည်းတသေးလေးလို့ထင်ရမှာပြမတကယ်ကြီးရယ်အဲ့တော့ကကြတော့ကျုံအယောင်ကလည်းနေနေကြအယောင်နေနဲ့မတူတော့ဘဲနဲ့ Suzuki ရဲ့အရင်အရင်ကတည်းကတုံးခဲ့တဲ့ color ဖြစ်တဲ့အဝါရဲ့ blue ရဲ့ဆိုတော့ မျက်လုံးလုံးမှာကြည့်လိုက်မယ်လုံးဝ cross အယောင်ကြီးပေါ့နော်ဒါပေမဲ့တော့ညာလဲဒီလိုဘိန်းအကောင်လိုက်ကြီးကိုထွက်လာတဲ့ခါကျတော့သူ့ရဲ့အယောင်လေးရဒီရဲ့အပြာရဲ့အဝါရဲ့အနက်ရဲ့ကဆွဲဆောင်မှုတစ်ခုဖြစ်နေစေပါတယ်ဟုတ်ပြီနော်ကြည့်လိုက်မယ်ဆိုရင်လုံးဝသူ့ရဲ့ပြီးတော့ဒီကောင်ရဲ့ထိုင်ခုံဒီကောင်ရဲ့ stretch out ကြီးလိုက်မယ်ဆိုဒီကောင်က long ပေါ့နော်ပိုရှိရယ် V stone ကအရင်ကတည်းကလည်းသူ့ရဲ့ lens ကပိုရှိရယ်ဒီကောင်မှာ lens ရှည်ပြီးတော့ height ပါမြင့်မိလိုက်တော့အကောင်ကအကြီးလုံးဝဖြစ်သွားတယ်ချင်းချင်းပြောမယ်ဆိုရင်ဒီကောင်စီးရတာ ိုသားလောဝလောဝမထင်ထားတဲ့အချက်တစ်ချက်ရှိရယ်အရောင်းမှာစမှုဖြစ်တယ် KDN စီးဘူးတယ် Tenery စီးဘူးတယ်အိုက်ကောင်တွေထက်အကုန်စမှုဖြစ်တယ်အဲ့တော့လောဝလက်တွေ့စက်တန်လေးတစ်ချက်နားထောင်ကြည့်ရအောင်ဒီတစ်ချက်မှာတော့လုံးဝကျင်းနေစရာကောင်းတယ် TFT ကလုံးဝ TFT ဖြစ်သွားပြီခါတိုင်းမှာဒီကောင် digital နဲ့လာခဲ့တဲ့ကောင်ကဘာဖြစ်သွားပြီလဲဆိုတော့ TFT ဘက်ကိုပြောင်းသွားပါပြီ2022မှာစပြီးတော့မှဟုတ်ပြီနော် 2022မှာဆိုရင်တော့လုံးဝပြောင်းသွားပါပြီ။ Exo design ကိုကြီးလိုက်မယ်ဆိုလဲခါတိုင်းလိုရိုးရိုးရှိရှိလေးနဲ့တနောင်တင်းလေးနဲ့ဒါပေမဲ့တော့ညာလဲကြီးလိုက်မယ်ဆိုရင်ဒီကောင်ရဲ့ဒီရဲ့ Exo skip plate လေးတွေအပူပါလာဘေးကဖြစ်တဲ့အတွက်ပို့ပြီးတော့မှကောင်းသွားပါပြီ။ဟုတ်ပြီနော်။အဲ့တော့ setan လေးဒီကောင်ရဲ့ parallel twin engine ရဲ့ setan လေးနားထောင်ကြည့်လိုက်အောင်။ဝါအတောင်ကြားရင်တော့ လုံးဝဟိုဘယ်လိုပြောမလဲ exactly အရင်ဖြစ်စေတဲ့တန်ပေါ့နော်သူရဲ့အတန်နားလာလိုက်မယ်ဆိုရင်လုံးဝမာမာမာတန်တန်နဲ့ဖြစ်နေတဲ့တန်ပေါ့ကွန်ဂိုးတယ်တို့ဘာလို့မှလီဘာဖြဲလိုက်ရင်ရတော့အတန်ဘရာဘရာတကြိမ်ခန်နရီတို့ဘာလို့ဖြဲလိုက်ရင်လဲဘလိုကြီးလဲမလို့ခံစားရဒါပေမဲ့ဒီ V storm မှာတော့တော်တော်လေးကျဉ်းနေကြကောင်းတော့ ကောင်းရဲ့ခလုတ်ကကြီးလိုက်မယ်ဆိုရင်လည်းကိုစားရော right by wire ဖြစ်သွားပါပြီခါတိုင်းလိုကျိုးနဲ့မုတ်တော့ဖြစ်တဲ့အတွက် liver တင်ရတာအရန်ဟိုမှာညိမ့်ချောင်းပါတယ် smooth ရန်ဖြစ်ပါတယ်ဟေးအိမ်ကလေးကိုကြည့်လိုက်ရလုံးဝစိတ်ကျဉ်တဲ့ဆရာအကောင်းဆုံးပဲဟုတ်မနော်ဒီကောင်ကဒီဘက်ခလုတ်မှာကြည့်လိုက်မယ်ဆိုရင်ကိုစားရတော့ engine on off ခလုတ်ပါမယ် horizon နဲ့ပါမယ် ဟုတ်ပါတော့နောက်ထပ်ပါပါအောင်လဲဆိုတော့ဒီဘက်မှာတော့ဘာမှမပါတော့ဘဲနဲ့ဒီဘက်မှာလာပြီးတော့မှကုစားရီဘာမြင်ရမလဲဆိုတော့ဒီကောင်ဒီမှုကို1အမှုရွေးလို့ရမယ်မှုကိုမှာ TC 12 TC 123ပေါ့နော်နောက်တော့ဒီကောင်ရဲ့ STM STM app ဆိုတာတော့ Suzuki ရဲ့ဒီရဲ့သူရဲ့ intelligent driving mode system ကိုမှာဒီကောင်ကနေပြီးတော့မှ A mode ရဲ့ B mode ရဲ့ C mode ရဲ့ဆိုပြီးမှ mode တုံးခုခွဲလို့ရမှာဖြစ်ပါတယ် ဒီကောက် ABS ကိုထပ်ယူလိုက်မယ်ဆိုရင်လည်း ABS D12 အာ1ဒီကောက်ရဲ့ traction off တာတယ် ABS 2မှာပဲထားလို့ရတယ်ဒီကောက်ရဲ့ move ကိုပြန်ပြောင်းမှတာလင်ပြန်ပြောင်းလို့ရအောင်ဖြစ်မှာလေဒီအနောက်မှာဆိုရင်လည်းဒီကောက် trip leader တော်တာကီလိုမီတာဘယ်လောက်ပါမလဲနော်လီလိုဘယ်လောက်မှဘယ်လောက်ကြံနေတယ်အောက်မှာ temperature ရဲ့အပြင် air temperature ရဲ့သူကပြတာယူမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ gear position လေးပြယူမှာဖြစ်ပါတယ် gear position ဒီမှာလည်းပြတယ်လို့ဒီမှာလည်းပြပါတယ်ဟုတ်ပါတော့ဒီမှာကတော့ gear range တွေထပ်ပြယူမှာဖြစ်တယ် ABS lamp လေးတွေပါမယ် TC lamp လေးတွေပါမှာဖြစ်ပါတယ် TC ကတော့ off ထားဖြစ်တဲ့အတွက် okay ဥသားဒီမှာပြန်ရွေးလိုက်မယ်ဆိုရင်အဲ TC မှာဒီကောင် G ပါလာပြီเนาะပုံမှန်ဘိန်းနေနဲ့မတူဒီကောင်1 off ရယ်1 2 1 2ရယ် G ရယ်ဆိုပြီးတော့ပါလာ G ရယ်ကြတော့ graph ပေါ့เนาะဒီကောင်ရဲ့ဟာကတော်တော်လေးတုံးလို့ကောင်းတယ်အဲ့ကောင်လေးကိုစားအကျယ်သဝင်းရှင်းပြပြပါမယ်ဟုတ်ပြီနော် TC 12ကြည့်ကြရင်1 2 3 ဒီကြရင်1 2 3 off ဒီကြရင် G ဆိုပြီးတော့ရွေးချယ်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်နောက်မှတစ်ခုမှာ ABC ရှိမယ်ပေါ့နော်ဒီကောင်ကတော့ဟုတ်ပြီနော် A မဟုတ်ရွေးလိုက်မယ်နောက်ပြီးတော့နောက်တစ်ခုမှာဆိုရင်တော့ဒီကောင်မှာဆိုရင်တော့ loss ပြောင်းလို့မရဘူးကိုယ်စား traction မှာတော့တွားပြီးတော့မှ1 2 3 1 2ပြန်ထားလိုက်မယ်ပေါ့နော်အဲဒါကြရင်ဒီကောင်ကဒီ ABS ကမောင်းပြီးမှပြောင်းအောင်ဟုတ်ပြီအဲ့တော့ဒီဘက်မှာဆိုရင်လည်းခလုတ်ကဒီကောင်ငကိုငကိုမှတုံးခဲ့တဲ့ခလုတ်လေးပဲတူပါတယ် pass me ပါမယ် on ပါမယ် single ပညာပါမှာဖြစ်ပါတယ် okay ဒီကောင်ဒီဘက်ကိုထက်ကြည့်လိုက်မယ်ဒီကောင် hand guard တွေဆိုလဲဒီကောင်ငကိုကလေး bit in ပါတာဖြစ်တဲ့အတွက်တော်တော်လေးမိုက်ပါတယ်ဒီကောင်ရဲ့ highlight ကလုံးဝကြွေခြင်းစရာကြီးကြည့်လိုက်မယ်ဆိုရင် okay ဘာဖြစ်လဲဆိုတော့ဒီကောင်ပုံမှန်တုံးထားတဲ့ midi မိခွက်တွေအများကြီးကိုဖြုတ်ချပလိုက်ပြီဒီကောင်ဘာပဲတုံးထားလဲဆိုတော့ AED နှစ်ခုပဲတုံးထားပြီးရယ်ဟုတ်ပါတော့သေးလိုက်ရဲ့ AED နှစ်ခုရယ် okay အဲ့တော့ကတော့ဒီကောင်ကိုကြည့်လိုက်မယ်ဆိုရင်လုံးဝလုံးဝ ်တသေးကြီးကြီးလေးလေးနဲ့လှုပ်ထားပေးတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ဟုတ်ပြီနော်ဒီကောင်ရဲ့ shade gray ကိုလည်းကြီးလိုက်မယ်ဆိုရင်ဒီကောင်ကတော့ဘယ်လိုပြောမလဲဆိုတော့ smoke ring ကိုမှလည်းရွှေအောင် တုံးထားတယ်နောက်ပြီးတော့330 drown တုံးထားပေးရဖြစ်တဲ့အတွက် break pan နဲ့အာအရန်ကျန်းတယ်ဟုတ်ပြီနော်အဲ့မှာ brake မှာကြီးလိုက်မယ်ဆိုရင်ဒီကောင် ABS စနစ်ကိုတုံနာပေးတယ်။ Nissan တစိုက်မျိုးစားကိုပဲတုံနာပေးရဖြစ်ပါတယ်။ Nissan ကိုတုံနာပြည့်တဲ့အတွက်ဘာဖြစ်မလဲ မာကတ်ထဲမှာ model တစ်ဝင်လာတော့ညာလေအပူပစ္စည်းပေါ်နေမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီကောင်ကရေတိုင်ကြီးလေးဆိုရင်ဒီကောင် original ပါလာတဲ့ဟာလေးကတော်လေးရှင်းရမယ်စိတ်ကျေနပ်စရာကောင်းတဲ့အပိုင်းထဲမှာပါပါတယ်ဒီကောင်ဒီရေတိုင်ကြီးကိုကြီးလိုက်မယ်ဆိုရင်ကိုစားတဲ့ပုံမှန်မြင်နေကြအလိုင်းနေနဲ့လာမဟုတ်တော့ပဲနဲ့ဒီကောင်ကပြားစကော့ကိုအပေါ်ကဘာကော့ကိုပါပေးတာဖြစ်ပါတယ်အဲ့တော့ရှေ့ဖောက်ကိုကြီးလိုက်မယ်ဆိုရင်လည်းဒီကောင်ကဒီ upside down ဖောက်ကို တုံထားပေးတာဖြစ်ပါတယ်ဟုတ်ပြီနော် အဲ့တော့ကြတော့ shape v stone မှာလိုအပ်ချက်တွေကိုဒီကောင်အများကြီးပြင်ဆင်ထားပေးရဖြစ်တဲ့အတွက်စိတ်ကျဉ်းတဲ့ဆရာတော်ကောင်းအင်ဂျင်ကတော့ကိုစားရီတို့ 969cc ကို တုံးထားပေးတယ် SOAC DOAC အင်ဂျင်မျိုးစားအောင်မှာဒီကောင်ဒီ parallel train engine နဲ့90ဒီဂရီလေ့ထားပေးတဲ့အင်ဂျင်အမျိုးအစားဖြစ်ပါတယ်အဲ့တော့ဒီကောင်ရဲ့ပြိုင်ဖက်တွေဖြစ်တဲ့ဟိုကောင်နဲ့အကုန်တူတူပဲနောက်တစ်ခုကကျဉ်းတဲ့ဆရာကောင်းလာဒီကောင်ဒီကောင်ဒီကာပါလေးပေါ့နော်ပုံမှန်ဆိုရင်တခြားပိန်းနေရာထော်တဲ့ body ကိုရှင်းရှင်းလင်းလင်းမြင်ပြထားပေးရင် ီကောင်မှကြီးလိုက်မယ်ဆိုရင်ကျတော့ trouble body ဆိုရင်အကာလေးတွေပါလာတယ်ဒီ step အုံဆိုလဲအကာလေးတွေပါလာတယ်ဒီကောင်ဒီအကာလေးတွေထည့်လာပြီးအချင်းပြင်ဘာဖြစ်လို့ဆိုတော့တော်တော်လေးဟို rider အတွက်စိတ်ကျင်နေစရာကောင်းတော့နောက်ပြီးဒီကောင်ရေလေတဲ့ဒီ driving drain စနစ်ပေါ့နော်ဒီအဲရေလေတဲ့စနစ်ကိုလည်းဒီကောင်အပြင်မှာထုတ်ပြီးတော့တေချာကောင်းကောင်းကန်းကန်းပြန်လှုပ်ထားပြီးတော့မှ drain စနစ်တွေရောအစားလှုပ်ထားပေးတာဖြစ်တဲ့အတွက်ဒီကောင် cooling system လည်းတော်တော်လေးကောင်းတဲ့ထဲမှာပါပါတယ်နောက်ပြီးတော့ဒီကောင်ကာပါတယ်ကြီးလိုက်မယ်ဆိုရင်ဒါဒီကောင်လေးဆို ီရောက်ပိုင်းနေဆိုရင်ဒါရှင်းရှင်းပြောရင်ရှွန့်နေပါကြီးကန်တော့မှခွာလွယ်တာဒီကောင်ဟိုပါဘောနော် grab ဖြစ်နေတဲ့အစလေးတွေပေါ့နော်ဒီကောင်တွေမှာလို့အကြီးမဟုတ်ပဲねဒီအောက်ပိုင်းလေးမှာဆိုရွှန်ကန်နိုင်တဲ့နေရာတွေဆိုရင်ဒီကောင်ကလိုက်ပြီးတော့မှအဲ့လိုပြုတ်လေးတွေနဲ့ထည့်ထားပေးရဖြစ်ပါတယ်ဒီကောင်လေးကြီးလိုက်မယ်ဆိုရင်လည်းဟုတ်ပြီနော်ဒီကောင်ရဲ့ကာဘာအပြာတွေအကုန်လုံးအဲ့လိုလုပ်ထားပြီးတော့ကာဘာအဝါမှာလုံးဝအကြီးလုပ်ထားပေးပါတယ်အဲ့တော့ဒီကောင်ကတော့စတစ်ကာမမြုပ်နိုင်နေဘူးကာဘာတွေ အပွားနေပဲစတစ်ကာကတ်ထားနိုင်သေးတယ်ဘာဖြစ်လို့ဆိုအခုချိန်မှာဆို790ဘာလို့ဆိုကြီးလိုက်မှာဆိုရင်ကပါမြုပ်လိုက်ပြီဟုတ်ပြီနော်ပိန်ပိန်နင်းဖြစ်သွားပြီပေါ့နော်โอเคဒီကောဒီနောက်ပိုင်းကိုကြီးလိုက်မှာဆိုရင်လည်းအာဘယ်လိုပြောမလဲကပါလေးကြီးကကြီးလိုက်မှာဆိုရင်ဟိုချွန်တလားမိတ်မချွန်မချွန်တလားမိတ်ချွန်တယ်ဆိုတဲ့ပုံစံနဲ့မှဖြစ်သွားပါပြီနောက်ကတော့မီကွက်ကတော့ရှင်းရှင်းလင်းလင်း LED လေးကိုမြင်ရမှာဖြစ်ပါတယ်ဟုတ်ပြီနော် โอเคဒီကောင်ရဲ့ဒီချုပ်ရိုးလေးတွေကိုကြီးလိုက်မယ်ဆိုရင်လည်းကိုဆိုင်တို့ V stone တစ်စိတ်လေးတွေပါမှာဖြစ်ပါတယ်ဒီမှာကြီးလိုက်မယ်ဆိုရင်လည်း V stone တစ်စိတ်တစ်စိတ်လေးနဲ့ဒီကောင်ချုပ်ရိုးလေးတွေလည်းပါမှာဖြစ်ပါတယ်နောက်တော့နောက်ဖိနိုင်ကုန်လေးကိုဖွင့်ပြရမှာဖြစ်ပါတယ်ဖိနိုင်ကုန်လေးကိုဖွင့်ပြလိုက်မယ်ဆိုရင်လည်းကိုဆိုင်တို့ဒီကောင်ဒီရိုးရှင်းပါတယ်ဟုတ်ပြီနော်ဒီကောင်ကတော့ model အမြင့်ပြပြီးတော့ဒီကောင်ထဲမှာပါတဲ့ဟာဆိုဒီမှာ OPD post နဲ့ပြတ်သွားဟိုဟာ OPD 2နဲ့ပြတ်သွားပြီ few ပေါက်လေးပါမယ် ဟုတ်ပြီနော်နောက်ပြီးတော့ဒီရဲ့ LG လေးတွေနောက်ဟာလေးပါမယ်နောက်ပြီးတော့ဒီကောင်းကက်တလောက်လေးပါမှာဖြစ်ပါတယ်ဘက်ထရီဆိုလည်းဒီနားမှာပဲအာဖျူးပေါက်လည်းဒီနားမှာပဲရေလေးလည်းဒီနားမှာပဲဖြစ်တဲ့အတွက်တခုခုပြက်လာခဲ့မယ်ဆိုရင်တော်တော်လေးပြင်ရလွယ်ပါတယ်နောက်ပြီးတော့ဒီကောင်းရဲ့ intake ပေါက်ကိုဒီကောင်းကဒီနားထနာပေးတာဖြစ်တဲ့အတွက်ရေရဒီတဝက်လောက်ဒီမြုပ်လို့ရရေရဒီကောင်းကဒီတဝက်လောက်ဒီမြုပ်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အိတ်ဇောအမြုပ်မောင်းလို့ရမှာပေါ့နော်โอเคအဲ့တော့ကြတော့ စူဇကီနဲ့ရေတဝဲလောက်မြုပ်ပြတော့မိုက်လိုက်တာတော့တော့ MN on နဲ့ဘာဖြစ်လဲတော့ဒီကောင်ကြီးလေရှူပေါက်ဒီနားလေးတိထုတ်ထားပေးရဟုတ်ပြီနော် Okay အဲ့တော့ကကြတော့ဒီဘက်မှာကြီးလိုက်မယ်ဆိုရင်ဘာပါတေးလဲဆိုတော့စူဇကီကလိုအပ်ချက်တွေအကုန်တည်ရင်တော့ဘာထည့်လာပေးလဲဆိုတော့ grip shutter ပါထည့်လာပေးပါပြီ bit in နော်စူဇကီမှာအရင်က bit in quick shutter ဆိုတော့တော်တော်ရှားတယ်မရှိဘူးဒါပေမဲ့2020မှာဒီကောင်ကြီး ပစ်ရှက်တာကိုဘစ်အင်ထည့်လာပေးပါပြီ။နောက်ပဲဒီကောင်ကဒီကာပါလေးတွေအားစဒီကောင်ခဲဒီကောင်သူ့ဘိန်းကိုတော်တော်လေးခဲလောက်လာပြီပေါ့နော်။အဲ့တော့ frame ကအမျိုးသားတော့2 frame နဲ့ရို diamond frame ကိုတုံးထားပေးရဖြစ်တဲ့အတွက်တိတ်ပြီးတော့ထွေထူးပြောင်းလဲတာမရှိဘူး။ဒီကောင်ဒီငကိုကလေးက Suzuki ဒီအကျန်းခံတာတော့ Grand Tee ရဲ့အတိုင်းဟုတ်ပြီနော်။ချိန်မျိုးသားကလည်းဒီကောင်ဒီပါမျိုးသားတုံးထားလဲဆိုတော့ဒီကောင်ဒီ520 525ဖြစ်သွားပြီ520မဟုတ်တော့525ဖြစ်သွားပြီနောက်ဒီနောက် short bar တွေဆိုလဲဒီကောင်က prejudge အလုပ်ပေါ့နော်တခုဆိုရင်ဒီကောင်နဲ့ဤရပေါ့နော်ဒီကောင်ဒီဘက်မှာကြည့်လိုက်မှာဒီကောင်ရဲ့ prejudge အလုပ်လေးတင်းလိုက်မှာဆိုရင်ဒါဆိုရင်တော့ဘယ်ကမှာ right တနောက်နေနေဖြစ်သွားတယ်ခုနကလည်းမဤတော့ပေါ့နော် okay အဲ့တော့ prejudge အလုပ်လေးပါတယ်နောက်ပြီးတော့ဒီ now break order ဆိုလည်းဒီကောင် next fan on တုံနာပေးရဖြစ်တဲ့အတွက် market ထဲမှာ model တစ်ထွက်လာတော့ညာလဲ break order မပြောင်းနာပေးရဖြစ်တဲ့အတွက်လွယ်လွယ်ကူကူဝယ်လို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီကောင်ဒီကောင်လေးဒီလဲ skip plate ဒီလဲ original ပါလာပေးပါဘီ ဒါပေမဲ့ဒီကောင်ကိုနည်းနည်းလေးစိတ်ပူစရာတခုရှိရယ် this one oxygen sensor အပြင်အရန်ထွက်နေတယ်မတော်တဆမောက်ပြီဆိုရင် oxygen sensor ထိနိုင်ပါတယ်ဒါလေးတော့ covering တခုခုနဲ့ပြန်ကာပေးနိုင်တော့ပိုကောင်းပါမယ်ဒါကိုစားရဲတူတယောက်တည်းအမြင်ပေါ့နော်ဟုတ်ပြီလား okay အဲ့တော့ဒီဘိန်းကို left strike ကိုစားရဲဆမ်းပြီးမောင်းကြည့်လိုက်ရအောင်ဟုတ်ပြီနော်ရွေးချယ်တင်လာမိန်တော့အရက်ရှိန်ဒီဘင်းကိုလုံးဝရွေးချယ်တင်ပါတယ်။ Okay နော်။အဲဒါဆို Lester Rock စပြီးတော့မောင်းလိုက်ပါမယ်။ ဒီကောင်ရဲ့ကာလာတန်ကြီးပေါက်ကြီးကတော့ကိုစားရတာ2022ကိုလေလံနေတင်ထားတာဖြစ်ပါတယ်ကာလာတန်ကြီးပေါက်ကြီးကတော့တိန်300တပတ်လည်မှာရှိမှာဖြစ်ပါတယ်ဟုတ်ပြီနော်โอเคအဲဘိန်းပေါ်မူဒီတော့ rate rating ပေါ်မူဒီတော့ဘိန်းကဒီ250 300ပတ်ချလဲမှာသွားနေမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီကောင်နဲ့ရှင်ဖိုက်တဲ့ဘိန်းနေဘာဖြစ်မလဲ Yamaha မှာဆို Tenery ဟုတ်ပြီနော်နောက်တော့ဘာရှိမလဲဆိုတော့960 890ဟုတ်ပြီနော် ADB Honda မှာဆိုရင် ADB 9 H 950 okay ဒီကောင်မှာနောက်တစ်ခုပါမပါသေးဘူးလဲဆိုတော့ဒီကောင်ဒီ1နဲ့ဆရာကောင်းတာ Cruise Control မထည့်ထားဘူးပါဦးခင်ဗျာဟုတ်တော့အဲ့တော့ Long Ride Key ချိန်မှာလက်ညောင်းဖို့တော့ရှိမယ်ကျန်တဲ့ဟာတွေတော်တော်လေးအဆင်ပြေပါတယ်ဟုတ်ပြီနော်အားလုံးကြိုက်နေတတ်မယ်လို့မျှော်လင့်ပါတယ်ကိုသားဒီပိန်းလေး That's why စမ်းစီးပြီးတော့မှဗီဒီယိုလေးအဆုံးသတ်ပါစေအားလုံး See you ဒါ